ဒီအမျိုးသမီးလေးရ23နှစ်ကြာအောင်ပြန်ပြီးဆွဲခံခဲ့ရပြီးသူ့အမှုကိုသူကိုယ်တိုင်ပဲအဖြေရှာဖြေရှင်းခဲ့ရတယ်။23နှစ်တိတိကြာအောင်ပြန်ပြီးဆွဲခံခဲ့ရတဲ့အမျိုးသမီးလေးကအသက်တော်တော်ကြီးမှသူပြန်ပြီးဆွဲခံထားရတာမှန်းသိပြီးတော့ကိုရိုင်းဖြေရှင်းဖို့ကြိုးစားရင်းနဲ့သူမိဘရင်းနေတယ်ပြန်ပြီးတော့ဆက်သွယ်နိုင်ခဲ့ပါတယ် ဒီတစ်ရက်တည်းရဘယ်လိုမျိုးဖြစ်ဖြစ်ခဲ့ရလဲဆိုတာကိုဒီနေ့ဗီဒီယိုမှာလေ့လာကြည့်ရအောင်ပါရှင်။ဒီဖြစ်ဖြစ်တည်ဖြစ်ခဲ့တာက1989ခုနှစ်လောက်ကစပြီးတော့ဖြစ်ဖြစ်ခဲ့တာပါ။သူ့ကိုကိုဝင်စားရှိတော့သူ့မေဇွိုင်းဝိုင်းကအသက်16နှစ်ပဲရှိပါသေးတယ်။သူ့အဖေကကာထိုင်ဆန်မှာသူ့အမေကအသက်16နှစ်မှာတည်းမမျှော်လင့်မဲသူ့ကိုရလာတာဆိုတော့ မွေးရရင်ကောင်းမလားမမွေးပဲဖြတ်ချပြရရင်ကောင်းမလားစဉ်းစားရင်းနဲ့1989ခုနှစ်ဇူလိုင်လ15ရက်နေ့မှာသူ့ကိုမွေးခဲ့ကြပါတယ်သူ့နာမည်ကိုလည်း Kalina Wife လို့ပေးခဲ့ကြတာပါသူ့ကိုခေါ်ပြီးတော့အင်ဂျန်သွားကြတဲ့နောက်16ရက်အကြာမှာတော့ Kalina လေးကအကြီးအကျယ်ဖျားပါတော့တယ်ကိုပူရီအရန်ကိုတက်နေတာကြောင့်သူ့ကိုမွေးပေးခဲ့တဲ့ဇင်းယုံကိုပဲပြန်ခေါ်သွားပြီးတော့စံသက်ကြည့်တဲ့အခါအမိမဖော်နိုင်တဲ့အရေးတစ်ခုကိုမျိုးချမိပြီးတော့ဖျားနေတာလို့အဖြေထွက်ပါတယ် ခြေကျကူသားဆောင်ထဲမှာကလေးကိုထားထားရတာပေါ့အမေလို့သူ join မှာလဲတန်ငုံကိုတရည်နဲ့မှာပဲဒါပေမဲ့ join စီကိုဝစ်ဆောင်ဖြူအပြည့်ဝစ်ထားတဲ့အမျိုးသမီးတယောက်ကရောက်လာပြီးတော့မပူပင်ဖို့နဲ့အချိန်တိုင်းသက်သာသွားမှာဖြစ်လို့အိမ်ပြန်ပြီးတော့နားဖို့လာပြောခဲ့ပါတယ် အဲဒီအမျိုးသမီးရဲ့နေသိမ်းမှုကြောင့် join တို့လည်းကလေးကိုစိတ်ချလက်ချဆေးရုံရဲ့တီးတန်းဆောင်ထဲမှာထားရခဲ့ပြီးပြန်လာခဲ့ကြပါတယ်။ဒါသူတို့ရဲ့မဟာအမားပါပဲ။နောက်နေ့မနက်လဲလင်းရောသူတို့အိမ်ကိုရောက်လာတာရဲရီနဲ့ရဲဘက်ကစုံတောက်ပြီးပါပဲ။သူတို့ကခလေးပြောင်းနေကြောင်းလာပြောတာပါချက်ချင်းပဲဇေယုံကိုသွားခလေးနဲ့ပတ်သက်တာတွေစုံစမ်းခဲ့ကြပြီးတဲ့နောက်ဂျွိုင်းကသူတွေးခဲ့တဲ့အမျိုးသမီးအကြောင်းထည့်ပြောလိုက်ပါတယ်အဲ့ဒီအမျိုးသမီးကသူနာပြုတ်ဝတ်စုံဝတ်ထားပေမဲ့ သူ့လိုပုံစံမျိုးနဲ့တနာပြူကဇေယုံမှာရှိမနေပါဘူးပြီးတော့အရိညာကဇေယုံအထူးကျမဲ့ကုသဆောင်ကလေးအခန်းက CCTV တွေလုံးဝအလုံးလုံးနေတာကိုရှာတွေ့ခဲ့ပါတယ်သူတို့အတော်ကြာတဲ့အထိလိုက်ရှာခဲ့ပေမဲ့သူတို့သမီးလေးကိုရှာမတွေ့ခဲ့ကြပါဘူး။အဲဒီအချိန်မှာသူတို့သမီးကသူတို့နေထိုင်တဲ့နေရာကနေ45မိုင်မဲဝေးတဲ့ Brisport မြို့ကလေးမှာရှိနေတာပါ။သူ့ကိုမွေးခဲ့ပြီးတော့ပျောက်သွားခဲ့တာကတော့ New York မြို့က Harlem ဈေးရုံစင်တာမှာဖြစ်ပါတယ်။ သူ့ကိုခေါ်သွားတဲ့အမျိုးသမီးကတော့ Connecticut ပြည်နယ်ထဲမှာနေထိုင်ပါတယ်။အဲဒီအမျိုးသမီးနာမည်ကတော့ Alligator Pathway ပါဖြစ်ပါတယ်။တည်ရလူတွေကတော့ Ann လို့ခေါ်ကြတာဖြစ်ပါတယ်။သူကခလီနာလေးကို Nadra Nan ဆိုတဲ့နာမည်ကိုပြောင်းပေးထားပါတယ်။အိမ်မှာတော့ Natty လို့ခေါ်ပါတယ်။ခလီနာလေးကအန်လက်ထဲမှာအရိုင်းနဲ့ခံရင်းနဲ့ကြီးပြင်းလာခဲ့ရပြီးတော့တော်တော်လေးအနေဆက်ခံခဲ့ရတာပါ။အန်ကတယောက်တည်းသမားဖြစ်ပြီးတော့ခလီလေးခဏခဏပြက်ကျပြီးရင်တော့ ခလေးလိုချင်တဲ့စိတ်နဲ့ခလေးခိုးဖို့ကြိုးစားခဲ့တာဖြစ်ပါတယ်။ခါလီနာလေးကိုမခိုးလာခင်တုန်းကသုံးပတ်လောက်ဟာလန်ဈေးရုံသားမှာတရေဝဲဝဲလုပ်ပြီးတော့စောင့်ကြည့်ရင်ဘယ်ခလေးကိုခိုးရမလဲဆိုတာရှာနေခဲ့ရပါ။ခါလီနာလေးကတော့ခိုးခံရတဲ့အချိန်မှာအသက်က19ရက်တမီးသာရှိသေးလို့ဘာမှမသိသေးပါဘူး။သူ့အတွက်ကတော့အန်ကသူ့အမေပါပဲ။နှိမ့်ဆက်တတ်တဲ့အမေပေါ့။ကျလုံးနဲ့ခါလီနာလေးကအသက်တည်ရလို့အထက်တန်းအောင် ကောလိပ်တွေလည်းချောင်းပြီးအလုပ်တွေဝင်တဲ့အရွယ်ကိုရောက်လာခဲ့ပါတယ်။ ခလီနာကသူပြန်ပြီးဆွဲခံထားအမန်းကိုဘယ်လိုသိသွားလဲဆိုတာကိုဆက်မပြောသေးခင်မှာတော့အခုလိုမျိုးစိတ်ဝင်စားစရာအကြောင်းအရာတွေကိုအမြဲတမ်း tissue လေ့လာကြနေဆိုရင်ခြေတို့ရဲ့ interest knowledge page လေးကို like and follow ပြုလုပ်ပေးထားဖို့တောင်းဆိုပါရစေ။အကောင်းဆုံးတွေကိုပဲရွေးချယ်ပြီးတော့တင်ဆက်ပေးနေရလဲဖြစ်ပါရဲ့ရှင်။ကြလုံးနဲ့ခလီနာလေးကအရွယ်ရောက်လာပြီးတော့ သူကိုယ်တိုင်ကိုဝင်ရှိလို့ကလေးတွေဘာတွေကြောင့်မွေးရောမဲ့အချိန်ရောက်လာခဲ့ပါပြီ။ကလေးမွေးဖို့အတွက်လိုအပ်တဲ့ science center တွေပြင်ဆင်တဲ့အခါကျမှသူနဲ့ပတ်သက်တဲ့ science center တွေကိုသူ့အမေအန်စီကိုတောင်းတဲ့အခါအန်က science center အတူတွေကိုပေးခဲ့ပါတယ်။ဒါနဲ့ခလီနာလေးက science center အတူတွေနဲ့သူ့ကလေးကိုမပုံတင်ဖို့သွားတဲ့အခါ ဒါရီယာအတူရီဆိုတာနဲ့နက်ဂျရာနန်ဆိုတဲ့ကလေးဆိုတာမရှိဘူးလို့ပေါ်လာပါတော့တယ်။ဒီတော့မှသူ့အမေစီပြန်သွားပြီးတော့မေးတော့အန်ကမရှောင်နိုင်တော့တဲ့အဆုံးမှာငိုယိုပြီးတော့ဝင်ခံလိုက်ပါတယ်။ဒီလိုနဲ့ကာလီနာလည်းလူပြောက်စုံစမ်းတဲ့ဌာနကိုသွားပြီးတော့သူမိဘအရင်းတွေကိုလိုက်ရှာတဲ့အခါမှာတော့ဂျွိုင်းတို့စီကိုပြန်ဆက်သွယ်နိုင်ခဲ့တာပါ။16ရက်သားလေးကနေပြီးတော့ပျောက်သွားလိုက်တာပြန်ဆောင်ကြတော့အသက်23နှစ်တောင်ရှိနေပါပြီ။အန်ကတော့1012နှစ်ခွဲကျသွားခဲ့ပါတယ်။ ပရိသတ်ကြီးတို့ရောအန်ရလုံးရဲ့အပေါ်ဘလို့များမြင်မိကြပါသလဲကောမန့်လေးထဲမှာပြပြပေးပါအောင်ဆုံးဖြတ်ကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်